အဲ့လိုအကူစလဲလာခဲ့ပါဒီဒီမှာရှိတဲ့ပြည်သူတွေအလုသမားတွေနဲ့တွေ့ပါတကားပြောပါအဲ့လိုမဟုတ်တော့ပဲဂျနီဗာမှာထိုင်နေပြီးတော့အဲ့ဂျနီဗာရုံးချုပ်ကနေပြီးတော့ဆုံးဖြတ်ချက်ကြီးချနေတာကအဲ့လိုကိုယ်တိုင်ကဒီမိုကရက်တစ်မဆန်ဘူးလို့ကျွန်တော်ပြောခဲ့ကျွန်တော်သဘောထားတာအဲ့ဒါပါအဲ့တော့ဆိုရင်တော့ဥပမာပါမျက်ညံသိပ်မကောင်းတော့ဘူးလို့ပဲကျွန်တော်ပြောလိုက်မယ်ဗျာနော်ဘာလဲဆိုတော့အဲ့ဒီအလုပ်တွေအထက်ကျုပ်လုပ်ငန်းတွေကိုပြစ်မှတ်ထားပြီးအရေးယူရမယ်ဆိုတာသူခစ်တယ်မှာသူတရားဝင်ပြောခဲ့တာအဲ့သူတို့ကြတော့မရိုးရှင်းမှုဖြစ်နေတာက နိုင်ငံရေးတိုက်ပွဲလားအလို့သမားအခုရေလှုပ်ရှားမှုလားဆိုတာမယိုးရှင်းဘူးအကြောင်းကိုလည်း2022နိုင်ငံရေးအခင်းအကျင်းမှာအလို့သမားတို့ကဒုနဲ့တယ်နဲ့ပါဝင်ပြီးတော့သာနာပြမှုတွေလှုပ်တယ်စီဒီယံလှုပ်ရှားမှုတွေလှုပ်တယ်ဒီအလို့သမားတွေတည်ရှိနေတဲ့ပုံစံဟာမိမိအသက်ရှင်ရပ်တည်ရေးအတွက်ရပ်တည်နေတာမဟုတ်တိုင်းပြည်ရဲ့ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီရေးတက်ကိုအလို့သမားအမျိုးသားရေးအင်အားစုကြီးဖြစ်နေတယ်အဲ့တော့ဒီအင်အားစုကြီးကိုပြိုကွဲအောင်လုပ်တဲ့လှုပ်ရက်တိုင်းဟာကျွန်တော်တို့အားလုံးမြို့ပါနဲ့ဖက်ဒရယ်အတွက်လည်းဘာမှအကျိုးမရှိဘူးဒီမိုကရေစီအတွက်လည်းအကျိုးမရှိဘူး ဟုတ်ကဲ့ဥယျာဉ်နယ်ဝင်းမင်္ဂလာပါခင်ဗျာမင်္ဂလာပါခင်ဗျာဟုတ်ကဲ့ဥယျာဉ်နယ်ဝင်းအခုကျွန်တော်တို့ ILO ပေါ့နော်ကမ္ဘာအလုံးသမားအဖွဲ့ချုပ်ကတရား33ကြိမ်မြောက်ညီလာခံမှာမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ article 33ဆိုတဲ့ပြဋ္ဌာန်းချက်အတိုင်းပေါ့လှုပ်ဆောင်ဖို့ပေါ့လှုပ်ဆောင်တာကတော့ဒီစစ်ကောင်စီကိုဟိုအဓိကအရေးယူဖို့ပေါ့နော်ဒါမဲ့ဒါနဲ့ပတ်သက်ပြီးတော့အတန်ကြီးကြားရတယ်ဒါအလုံးသမားတို့ကိုထိခိုက်နိုင်တယ်ဆိုတဲ့ပြောဆိုမှုတွေလည်းရှိနေပါတယ်ဆိုတော့ ဥယျာဉ်နယ်ဝဲကဒါ88မျိုးဆက်လည်းဖြစ်တယ်မြန်မာနိုင်ငံမှာ2005တည်းကအခုချိန်ထိအနည်း20အလုံသမားကိစ္စတွေကိုထဲထဲဝင်ဝင်ဆောင်ရွက်နေတယ်၊ကုလည်းလုပ်နေတယ်။ပြီးတော့အလုံသမားတမကများပူပေါင်းဆောင်ရွက်ကော်မတီ CCTU ရဲ့ထွေထွေတွင်းရေးမှုလို့လည်းသိရပါတယ်။အဲ့တော့အခု ILO ရဲ့ Article 33ချမှတ်မှုနဲ့ပတ်သက်ပြီးတော့ပြည်တွင်းမှာရှိတဲ့ ဒါဦးရဲနိုင်ဝင်တို့ရဲ့ဒီအလို့သမားတမကအနေနဲ့အလို့သမားတို့တွေနဲ့ဘလို့နားလဲလေဗျဒီ article 33အဲ့ဒါအရင်ဆုံးရှင်းပြပေးစီလိုပါတယ်ဟုတ်ကဲ့ဟို article 33ပေါ့33ဆိုတော့ဒီ ILO ကဒီပြတ်ထန်းထားတယ်ပေါ့ဗျာ convention တွေကိုလက်မှတ်ယူလို့ဒီလိုရတဲ့နိုင်ငံတွေနဲ့လိုက်နာအကောင့်တွေပေါ်ဖို့လိုတာပေါ့နော်လက်နဲ့အကောင့်တွေပေါ်ဖို့ပြက်ကွက်တယ်ဆိုလို့ရှိရင်ပြက်ကွက်တဲ့အကြောင်းကိုသူကဒါကိုထောက်ပြတာနော်အဲထောက်ပြပြီးတော့မှသူတို့ကကာလတစ်ခုတည်းပေါ့သူတို့ဟို သူတို့ပြောတဲ့အတိုင်းပူပေါင်းဆောင်ရွက်မှုတွေမလုပ်ဘူးဆိုရင်တော့ ILO အဖွဲ့ဝင်နိုင်ငံတွေကနေပြီးတော့ဒီနိုင်ငံကိုအဲဟိုအရေးယူဆောင်ရွက်မှုတွေဟိုလုပ်ဖို့ဆိုပြီးတော့တိုက်တွန်းတာမျိုးဖြစ်လာတာနော်ဖြစ်လာတဲ့အခါကျတော့ဓာတ်ရဲအနေနဲ့တော့ Article 33ကဟိုအရေးယူပိတ်ဆို့တဲ့စီးပွားရေးရပဲပဲအရေးယူပိတ်ဆို့တဲ့ဟာမဟုတ်ဘူးနော် Convention တွေကိုလိုက်နာဖို့ပြက်ကွက်ကြောင်းထောက်ပြတာဖြစ်တယ်အဲ့ဒါဆိုရင်အဲ့ဒါကိုကာလတစ်ခုတည်းအတာကိုပြန်ပြီးတော့ဒါလက်တွေ့အကောင့်တွေပေါ်ဖို့လိုတယ်ဆိုတဲ့အပိုင်းဖြစ်တယ် တော့ဒီနေရာမှာကျွန်တော်တို့ကဟိုပြောချင်တာကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့လည်းဒီကိစ္စကိုကျွန်တော်ဒီတဲမှာသူနည်းကြရရောအများကြီးလုပ်ခဲ့တယ်ပေါ့ဒီအချက်ကတော့ကျွန်တော်တို့ဒါမဖြစ်ခင်မှာကျွန်တော်တို့စီကို EU ရဲ့အထူးကိုယ်စားလှယ်လာပါတယ်အထူးကိုယ်လာတဲ့အခါကျတော့ကျွန်တော်တို့ EU အထူးကိုယ်စားလှယ်နဲ့အဲကျွန်တော်တို့အပါအဝင်တခြားလုပ်သမားအဖွဲ့အစည်းတွေနဲ့ကျွန်တော်တို့ EU တန်ရုံမှာကျွန်တော်တို့သွေးနှိပ်ဖြစ်ပါတယ်၃နိုင်ကြာပါတယ်သွေးနှိပ်ဖြစ်ကြတော့ဒီ article 33နဲ့ပတ်သက်တဲ့တို့ဒါကျွန်တော်တို့မေးခဲ့တာတွေလည်းရှိပါတယ်အဲ့တော့အဲ့တော့ကျွန်တော်တို့ကပြောချင်တာကတိချက်ကကျွန်တော်တို့ဘာပြောတာလဲဆိုလို့ရှိရင် ဒီ ILO ကဒီထောက်ပြတဲ့ထောက်ပြချက်တွေဟာကျွန်တော်တို့ကအဲ့အရာတွေကိုကျွန်တော်တို့ကမငင်းပယ်ဘူးမှန်တယ်ဆိုရအနေနဲ့ပေါ့ပြပြပြလုပ်ငန်းရှင်တွေပဲပဲပေါ့ဒီ Article 33နဲ့ပတ်သက်တဲ့ဒီထောက်ပြချက်တွေ ILO Convention တို့လိုင်းတာဆောင်ရွက်မှုမရှိဘူးပြက်ကွက်မှုတွေရှိနေတယ်ဆိုတာကိုကျွန်တော်တို့ကအဲ့ဒါကိုလက်ခံတယ်ဒါပေမဲ့ကျွန်တော်တို့ကအဲ့မှာတစ်ချက်တည်းပြောခဲ့တာကဒီလိုပြက်ကွက်မှုတွေရှိနေတယ်ဆိုတာကဟာလာဒီ2021နောက်ပိုင်းမှာဖြစ်တာလည်းမဟုတ်ဘူး1962ကနေတခြားလုံးဒီဘက်မှာဒါတွေကကြည်ကြည်ပြပြဖြစ်လာတာတခြားလုံးဖြစ်လာတာဟိုဒီ ILO convention တွေကိုဘယ်တော့မှအပြည့်အဝမလိုက်နာခဲ့ အဲ့ဒါတွေကိုလိုက်နာဖို့ဆိုရင်ဒီ ILO ကနေရောနီလန်းပေါင်းစုံနဲ့တို့တို့ဒါအကောင့်နဲ့ပေါ်ကြီးလုပ်ငန်းတွေလုပ်ခဲ့တာအဲ့တော့ဒါကျွန်တော်တို့အဲ့ချိန်မှာဒေလိုပြက်ကွက်မှုတွေဖြစ်တဲ့နေရာမှာကျွန်တော်တို့ပြောခဲ့တာတော့ ILO မှာလည်းတာဝန်ရှိတယ် ILO ကဒီဘက်ခေတ်မှာဆိုရင်တို့ကိုယ်လည်း2012ကနေဒီဘက်ထိကိုတို့ယုံကြည်ရန်ကုန်မှာလာဖွင့်ထားတာပဲဖွင့်ထားရတဲ့ဒါနဲ့ဒီလိုကိစ္စတွေကိုဆောင်ရွက်ဖို့တို့တွန်းအားပေးဖို့နီလန်းပေါင်းစုံနဲ့တို့လုပ်လို့ရတာဒါပေမဲ့တို့လည်းတကယ်တမ်းကျတော့လက်တွေ့ကြကြတို့မလုပ်ခဲ့ဘူးသို့သောတာက2021နောက်ပိုင်းမှာ ILO ကလုပ်ငန်းတွေတော်တော်များများရပ်ဆိုင်းလိုက် ကျွန်တော်တို့လောက်သမားရင်းနဲ့တွေးဖို့ဆိုဖို့တော့မလွယ်တော့ဘူးဖြစ်သွားဖြစ်သွားပြီးတော့ခါကြတော့သူကတီးချလို့ဖြစ်သွားဖြစ်သွားပြီးတော့မှဒီဟာကြီးထွက်လာတဲ့ခါကြတော့ကျွန်တော်တို့ကပြောချင်တာကတော့ဘာလဲဆိုလို့ရှိရင်အဲ့ဒါနေနောက်ဆက်တွဲနိုင်ငံတကာအရေးယူမှုတွေဖြစ်လာတဲ့အဆင့်မျိုးဆိုရင်ကျွန်တော်တို့ကဘာကိုပြောခဲ့တာလဲလောက်သမားအများစုလုတ်ကင်နေတဲ့ထည့်ကျုပ်လိုလုပ်ငန်းတွေကိုမထိခိုက်ဖို့နော်ဘာဖြစ်လို့လဲဆိုရင်လူတွေပေါင်းသိန်းပေါင်းများများစွာအလုပ်လုပ်ကင်နေတယ်အဲ့ဒီလူတွေကဒီနေ့စစ်ဖြစ်တဲ့ဒေသနေရာတွေနီလန်းပေါင်းစုံနဲ့ရောက်လာကြတဲ့သူတွေလည်းပါတယ်နော် အဲ့ဒီနေရဒေသစွန့်ခွာလာတဲ့လူတွေလည်းပါအဲ့ဒီလူတွေအလုံးလက်မဲ့ဖြစ်သွားမယ်ဆိုရင်တော်ပြီအသက်ကလည်းအသက်25နှစ်ကနေ16နှစ်ကနေ25နှစ်ရွယ်ရှိတဲ့အရွယ်ကောင်းမိန်းကလေးငယ်တွေကအများစုဖြစ်တဲ့ခါကြတော့ဟောဟဲ့လားဟိုနေရပေါင်းလုံးထွက်ရင်းနေနေပေါ့နော်လူကုန်မှုခံရတာတို့ဟိုရောင်းစားခံရတာတို့လူလိန်ခံရတာတို့ပြဿနာတွေအခုလည်းရှိတယ်ပိုပြီးကျေပြန့်လာမှာဖြစ်တဲ့အတွက်အဲ့လိုဖြစ်သွားမယ်ဆိုရင်တော့တကယ်အရေးယူမှုကအဲ့လိုပိတ်ဆို့မှုအရေးယူမှုကသက်ဆိုင်တဲ့မလိုက်နာတဲ့သူတွေကိုနစ်နာစေတာတက်ဆိုင်ခွင့်ရဆုံးရှုံးတဲ့သူတွေကိုပို့ပြီးနစ်နာတာဖြစ်သွားမယ် အဲ့အဲ့ဒါကြောင့်မို့ဒါတို့ကဒီလုပ်ငန်းတို့မထိခိုက်ဘူးကျွန်တော်တို့ကဤကိုတင်ပြခဲ့တယ်နောက်တစ်ခုကတော့ဗာလဲဆိုတော့အသေးစားနဲ့အလက်စားအငယ်စားလုပ်ငန်းတွေတို့မထိခိုက်ဘူးဒါပေမဲ့စိုက်ပျိုးငွေပြေလုပ်ငန်းတွေကိုမထိခိုက်ဘူးနိုင်ငံသားလုပ်ငန်းရှင်လေးတွေရဲ့အသက်ရှင်ရပ်တည်တဲ့လုပ်ကံတဲ့လုပ်ငန်းတွေမထိခိုက်ဘူးပေါ့ဒါတော့ချုပ်ပြောရရင်တော့ပြည်သူလူထုရဲ့စာဝတ်နေတဲ့ရပ်တည်ရုံးကန်နေရတဲ့ဒီလိုလုပ်ငန်းတွေကိုမထိခိုက်ဖို့လိုတယ်လို့ကျွန်တော်တို့ကပြောခဲ့ဦးရဲနဲ့ဝင်ပြောသလိုခုနကအလုံသမားတွေမထိဘူးအသေးစားအလက်စားအလုံသမားတွေမထိဘူးဒီ EU ကိုဆွေးနွေးရဆိုတော့အခု33က အဲ့ဒါတွေထိနိုင်လို့လားစစ်ကောင်စီကိုပဲအေးအေးယူမှာမဟုတ်ဘူးလားဘလို့နားလေလေဦးရနိုင်ဝင်လို့ဒီကတော့သူကဘာလဲဆိုလို့ရှိရင်အာရီကယ်333ရပေါ့ဆုံးမြတ်ချလိုက်တယ်မလိုက်နိုင်ဘူးဆိုတော့ဆုံးမြတ်ချလိုက်ပြီဆိုရင်တစ်ဖက်ကတော့အပွဲဝင်နိုင်ငံတနိုင်ငံငင်းစီရနေပြီပေါ့အေးအေးယူဆောင်ရွက်မှုတွေဟိုမိမိနိုင်ငံအလိုက်လုံနိုင်တယ်လုံးနေရဆိုတဲ့အခါကျတော့သူသစ်ပြစ်တော့ဒါဟိုဥရောပရောအမေရိကရောပေါ့နော်သူသစ်ပြစ်တော့ဒီမိုကရေစီနိုင်ငံကြီးတွေက ဆိုလို့ရှိရင်ဒါပါဖြစ်လာဆိုတော့ဒီနိုင်ငံရဲ့ဒီလုပ်နေတဲ့လုပ်ငန်းတွေကိုပြန်လဲရုပ်သိမ်းတာတို့သူတို့နဲ့ဒီပေးရတဲ့အထူးကုန်သွယ်ခွင့်ကြီးတွေကိုပြန်လဲရုပ်သိမ်းတာတို့လုပ်လာနိုင်တယ်အဲ့တော့အဲ့လိုလုပ်ငန်းတွေကလည်းဘယ်လိုမှဖြစ်နေလဲဆိုလို့အထည်ချုပ်လုပ်ငန်းတာမှာကဟိုအများအပြားဖြစ်နေတယ်အထူးကုန်သွယ်ခွင့်ပေးတာအဲ့ဒါကတကယ်တမ်းအဲ့လိုရုပ်သိမ်းသွားမယ်ဆိုရင်ဒီလုပ်ငန်းတွေကထိခိုက်လာအထိခိုက်လာမယ်ဒီလုပ်ငန်းတွေထိခိုက်လာလို့ရှိရင်အဲ့ဒီလုပ်ငန်းတွေထိခိုက်လာလို့ရှိရင်ဒီလုပ်ငန်းမှာရှိနေအလုပ်သမားတွေရဲ့အလုပ်ကိုင်တွေဆုံးရှုံးသွားမယ်ဆုံးရှုံးနေမှာနောက်ဆက်တွဲကိစ္စတွေကဟိုဒီဆိုးကျိုးတွေအများကြီးဖြစ်ပေါ်လာ တော့ကျွန်တော်တို့ကတစ်ချိန်တည်းမှာပဲပြောခဲ့တာဟုတ်တယ်ကျွန်တော်တို့တိုင်းပြည်ကနေပြီးတော့2021နိုင်ငံရေးအခင်းအကျင်းနောက်ပိုင်းမှာဒီမိုကရေစီလမ်းကြောင်းကိုပြန်ရောက်ဖို့အတွက်နီလန်းပေါင်းစုံနဲ့တွားနေတဲ့ချိန်မှာဒီလိုအစုအဝေးကြီးဖြစ်နေတဲ့အလုံသမားတုတွေကိုပြိုကွဲသွားအောင်လုပ်တဲ့လုပ်ငန်းဟာเนาะဒီမိုကရေစီအတွက်ဘာမှအထောက်အကူမဖြစ်ဘူးเนาะဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့က2012ကနေပြီးတော့2021တိကိုစေသွင်းနေတစ်ခုတည်းရဲ့မှာကျွန်တော်တို့ကဘာဖြစ်လို့အတိုင်းအတာတစ်ခုနေကျွန်တော်လွတ်လပ်ခွင့်ရခဲ့တယ်အတမကတွေတက်နိုင်တယ်လို့ဖွဲ့စည်းခဲ့တယ်နိုင်ခဲ့တယ်အလုံသမားအင်အားစုတွေစုစည်းနိုင်ခဲ့တယ် ဒီစုရကြီးကအင်အားကြီးထွားလာတာကဘာလဲဆိုတော့ဒီမိုကရေစီရဲ့အလေးချင်းကိုပြုထောင်တာဖြစ်ခဲ့အကြောင်းကိုလည်း2022နိုင်ငံရေးအခင်းအကျင်းမှာလောက်သမားတို့ကဒုနဲ့တယ်နဲ့ပါဝင်ပြီးတော့သာနာပြမှုတွေလုပ်တယ်စီရီယံလှုပ်ရှားမှုတွေလုပ်တယ်အဲ့ဒါဟာကျွန်တော်တို့တိုင်းပြည်ရဲ့ဒီအလုံသမားတွေတည်ရှိနေတဲ့ပုံစံဟာမိမိအသက်ရှင်ရပ်တည်ရေးအတွက်ရပ်တည်နေတာမဟုတ်တိုင်းပြည်ရဲ့ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီရဲ့တက်ကိုအလုံသမားအမျိုးသားအင်အားစုကြီးဖြစ်နေတယ်အဲ့တော့ဒီအင်အားစုကြီးကိုပြိုကွဲအောင်လုပ်တဲ့လုပ်ရတိုင်းဟာကျွန်တော်တို့အားလုံးမြို့မှာနဲ့ဖဲထွဲအတွက်လည်းဘာမှအကျိုးမရှိဘူးဒီမိုကရေစီတက်လည်းအကျိုးမရှိဘူးဒါကြောင့်မို့ ဲ့လိုအရေးယူပိတ်ဆို့မှုတွေကဒီလိုလုပ်ငန်းတွေလုပ်ကြရဘာအတွက်မှအကျိုးမရှိဘူးလို့ကျွန်တော်တို့ကအဲ့လိုပြောခဲ့တာဟုတ်ကဲ့အဲ့တော့ဥယျာဉ်နယ်ဝင်တို့ဆိုလိုချင်တာဒီအခြေခံလူဒန်းစားရဲ့အလုံသမားဘဝတွေကိုထိခိုက်မယ်လို့ပြောတယ်เนาะဒါပေမဲ့ဒီ IO လိုမှအဓိကတင်ပြတဲ့ကျွန်တော်တို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုံသမားများတပတ်ကအဖွဲ့ချုပ်ဥက္ကရာဦးမောင်မောင်တို့ဦးဆောင်တဲ့ CDUN ကသူကသတင်းဌာနတခုကိုပြောတာကတော့အဓိကကစစ်တပ်တိုင်းဝမ်းကိုပိတ်တယ်လင်းစီကိုပိတ်မယ်စစ်တပ်ရဲ့ငွေကြေးစီးဆင်းမှုတွေကိုပိတ်တာဖြစ်တယ် နော်အဲ့တော့အလုံသမား၃သိန်းလောက်အခုမှမှထားပါတော့ဆက်ချုပ်အလုံသမားတွေဖြစ်ဖြစ်ထိခိုက်မယ်ဆိုတော့ तू ကမဟုတ်ဘူးလို့ညင်းတယ်ထိခိုက်မယ်ဆိုရှင်းပြပါပေါ့နော်ဘာဘာကြောင့်ဖြစ်မလဲဆိုတော့ तू အဲ့လောက်ထိကို तू ကပြန်ပြီးတော့ challenge လုပ်ထားတယ်လို့ကျွန်တော်နားလည်ထားတယ်ဆိုအဲ့ပေါ်မှာဘာပြောလို့လဲ तू ကတော့လုံးဝမထိခိုက်ရဘူးလို့ပြောပါတယ်အဲ့တော့ဆိုရင်တော့ဥပမာပါမှညံတိတ်မကောင်းတော့ဘူးလို့ပဲကျွန်တော်ပြောရလိမ့်မယ်ဗျာနော်ဟိုကျွန်တော်လည်းပုံကိုရာဆက်ဆံနေရင်တော့ရှိခဲ့ပါတယ် ကျွန်တော်တို့ကဒါပွင့်လင်းလင်းပြောတာကျွန်တော်တို့ကပြည်သူလူထုနဲ့ပတ်သက်တာလောကမောက်နဲ့ပတ်သက်ကျွန်တော်တို့ကယူသားပွင့်လင်းဖို့လို့တတိရှိဖို့လို့ဘာလဲဆိုတော့အဲ့ဒီအလုပ်တွေအထယ်ကျုပ်လုပ်ငန်းတွေပြစ်မှတ်ထားပြီးအရေးယူရမယ်ဆိုတာသူခစ်တယ်မှာသူတရားဝင်ပြောခဲ့တာဒါရီကစက်ကောင်တီကိုအဓိကဝင်ဖြစ်စေတဲ့လုပ်ငန်းတွေလို့သူထောက်ပြခဲ့တာအဲ့တော့အဲ့ဒါကလည်းသူကတကယ်တမ်းကျတော့မလေ့လာခဲ့တာကျွန်တော်ပြောချင်တာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကအထယ်ကျုပ်လုပ်ငန်းရဲ့ဝင်ငွေကိုလည်းကျွန်တော်တို့ကပြောခဲ့တယ်အဲ့ဒီတော့အယူနဲ့လို့အထယ်ကျုပ်လုပ်ငန်းကလက်ခစားစနစ်ဖြစ်တယ်လုပ်သမားက ူပြောတယ်သုံးသိန်းကျော်လည်းမဟုတ်ဘူးကြာလောက်သမားကဒီလက်ရှိအစိုးရထုတ်ပြန်လာတာလောက်သမား၄သိန်းသုံးပေါင်းရှိရလို့ပြောတယ်ကျွန်တော်တို့ခန့်မှန်းကြရ၅သိန်းကျော်ရှိဘာလို့ကျွန်တော်တို့ကပို့ပြီးခန့်မှန်းလဲဆိုကျွန်တော်တို့အမြဲတမ်းပို့ခန့်မှန်းအဲ့လုပ်ငန်းမှာမှာယာယီလုပ်သမားတွေရှိတယ်နေစားတွေရှိတယ်ဟဲ့လားအစမ်းခန့်တွေရှိတယ်အလုပ်တင်တွေရှိနော်အဲ့ဒါကြောင့်ကျွန်တော်တို့ငါးသိန်းကျော်လောက်ရှိတယ်လို့ကျွန်တော်တို့ကပြောတယ်အဲ့တော့ဒီဝင်ငွေရလဲဗျာ၄ဘီလီယံနဲ့၅ဘီလီယံလောက်ရှိတော့ तू ကဒီဝင်ငွေကို तू ကပိတ်ဆို့ရမယ်လို့ तू ကပြောတယ် ဲ့ဒါလည်းသူတို့ကဗာလဲဆိုတော့ဒီ CMB လုပ်ငန်းရဲ့လက်ခဏာစနစ်ဟာကိုကောင်းကောင်းသဘောမပေါက်ဘူးလို့ကျွန်တော်ယူဆ။ဗာလဲဆိုတော့ကျွန်တော်တို့တိုင်းပြည်ရဲ့လက်ခဏာစနစ်ကဟိုကုန်ချမ်းပေးကုန်ရောယူလို့ပြောလို့ရတဲ့စနစ်ကျွန်တော်တို့ကအဓိကလက်ခပဲရ။လက်ခပဲရတာ။ဟုတ်တယ်ပင်ပို့လိုက်တဲ့အမောက်ကဒေါ်လာ9ဘီလီယံကိုရှိချင်ရှိမယ်။သို့တော့ကျွန်တော်တို့အဲ့ဒါတွေပို့နိုင်ပို့အတွက်ကိုဗာလဲဆိုတော့ကျွန်တော်တို့ကပိတ်တွေဝယ်ရတယ်အကုန်ဝယ်ရတာပြကျွန်တော်တို့ဒီမှာဟိုပလတ်စတစ်ကစားအကုန်ဝယ်ရတယ်။ဒီမှာလုံအားပဲရှိတယ်။လုံအားနဲ့လျှက်စစ်ပဲရှိတယ်။ ဲ့ဒါတွေကနေပြီးတော့ရလာတဲ့အကျိုးမြတ်ကကျွန်တော်တို့ကနည်းနည်းလေးပဲရှိနောက်တစ်ခုကဘာလဲဆိုတော့သူတို့ပြောတော့ဗျာဟိုစစ်ကောင်စီကိုဝင်ငွေဖြစ်တဲ့ဟာကိုဖြတ်တောက်တယ်ဆိုလို့ရှိရင်ဖြတ်တောက်တယ်ဆိုတာဒီလုပ်ငန်းတွေကတကယ်တမ်းကျအဲ့ယိုဝင်ငွေမစည်းစင်းဘူးအဲ့ဒီလုပ်ငန်းတွေမှာအစိုးရကအခွင့်မကောက်ဘူးဗျာအခွင့်မကောက်ဘူးငါးနှစ်တိကိုအခွင့်လုံးဝမကောက်ဘူးငါးနှစ်ကကြော်သွားမှဒီလုပ်ငန်းရဲ့အမြတ်ဆုံးပုံမှာကြည့်ပြီးတော့အခွင့်နှုံးထားတဲ့သူတို့ကောက်တယ်ဒါပေမဲ့သူတို့တခြားလုံးပြင်မှတ်ထားနေတာကအလုတ်သမားအစုဝေးကြီးရှိတဲ့ဒီအင်အားစုကြီးကိုထိခိုက်တဲ့ပုံစံနဲ့သူတို့ရှေ့မှာလည်းလုတ်ခဲ့တယ် ဟို CES ဆိုတာသူတို့လုတ်ခဲ့တာရှိတယ်ဒီဟာတွေအေးအေးယူဖို့အတွက်လဲသူကိုယ်တိုင်ကခေတ္တမီဒီယာမှာပြောခဲ့တာကိုမမောင်ကအဲ့တော့သူ့ရဲ့ပြင်မှတ်ထားခြင်းတာကဘာလဲဆိုလို့ရှိရင်ကျွန်တော်မြင်တာကတော့အလို့သမားအစုအဝေးကြီးရှိရဲ့ဒီအဖွဲ့အစည်းမှာသူကတမကအနေနဲ့သူကဟို2023မှာပြန်ရောက်လာတယ်15မှာစက်ငယ်ဖွံ့ဖြိုးရေးပါတီနဲ့အစိုးရနဲ့လောက်အားချင်းရိုက်ပြီးအဖွဲ့ချုပ်ဆိုတဲ့လက်မှတ်ကိုခုရည်နဲ့မြင်ရုပ်ပဲယူခဲ့တယ်အဲ့လားနောက်အခု2021လက်ဖြစ်ကောပြပောက်ကိုပြန်ထွက်သွားတယ် တော့ဒါပေမဲ့သူတို့ကဘယ်လိုပဲထွက်သွားသွားကျွန်တော်တို့ကလုံသမားလူတွေမှာယက်တီနေရတာပြည်တယ်ကျွန်တော်တို့လုံသမားတွေကျွန်တော်ပြန်စူးစီးတယ်တမကတွေပေါ်ပေါ်ကြီးတယ်ကျွန်တော်တို့လုတ်တယ်ကျွန်တော်တို့ဆိုရင်လည်းတရားမဝင်ကြီးညာထားတဲ့တွေကကျွန်တော်တို့ဖမ်းညင်ဖမ်းကျွန်တော်တို့လုံသမားရဲ့အကျိုးတော့ကျွန်တော်ဆက်လုပ်မယ်ဆိုပြီးယက်တီတာအဲ့တော့ဒီအင်အားတွေကြီးထွားလာအောင်လေသူ့ဘက်ကစိုးရိမ်ပုံရတယ်လို့ထင်တယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ပြောချင်တာကကျွန်တော်တို့တစ်လျှောက်လုံးပြောနေတာကဒါကျွန်တော်ပုံမှန်လင်းလင်းပြောတာကျွန်တော်ပြည်တွင်းမှာနေရင်ပြောနေတာကျွန်တော်တို့ကအာနာသိမ့်မှုကိုဘယ်တော့မှမထောက်ပြန်နိုင်ဘူးအစောဆုံးကန့်ကွက်ခဲ့တာ CCTV ကကန့်ကွက်ခဲ့တယ်လုံသမားလှုပ်ရှားမယ်ကျွန်တော်တို့လုပ်ခဲ့ကျွန်တော်တို့ရေးတဲ့ဓာတ်တွေမှာသူတို့ကဝင်ပြီး ဟိုကန့်ကွက်ချက်တွေမှာဒသိတုံးဝင်ထူတာပဲရှိခဲ့တယ်။နော်အဲ့တော့ဘာလဲဆိုတော့ကျွန်တော်တို့ဒီတစ်ဖက်ကတော့ဘာလဲဆိုကျွန်တော်တို့ကလုံသမားလူနဲ့အတူတူရဲရမယ်လုံသမားခွေရဲဆက်လက်ပြီးရပ်တည်သွားမယ်။တိုင်းပြည်ရဲ့ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီတွေကျွန်တော်တို့ဆက်လက်အကောင့်တွေပေါ်သွားမယ်။အဲ့ဒီလုပ်ငန်းနဲ့ပတ်သက်လိုက်ကျွန်တော်တို့လုံသမားအထုအနေနဲ့ကိုကတကယ်ဟိုတကယ်လက်တွေ့ကြတဲ့အမျိုးသားရေးအင်အားစုတွေနဲ့ကျွန်တော်လက်တွဲလုပ်သွားဖို့ကျွန်တော်တို့ကသွားနေတာ။အဲ့သူတို့ကြတော့မယိုးရှင်မှုဖြစ်နေတာကနိုင်ငံရေးတိုက်ပွဲလားအလုံသမားခွေရဲလှုပ်ရှားမှုလားဆိုတာမယိုးရှင်ဘူး။ ဲ့တော့ဒီ article 33ကိုဒါကိုတို့တွန်းအားပေးလာတယ်တွန်းအားပေးလာပြီးအကောင့်ထဲပေါ်လာတယ်အခုထောက်ပြရတယ်ပေါ့အဲ့ဒါ commission တွေမလိုက်တော့ကျွန်တော်တို့ကအဲ့ဒါကိုလည်းတိုးဆိုတဲ့ဘာပဲပြောဒါအရင်လိုထောက်ပြရဟုတ်တယ် commission တွေလိုက်တာကိုပြက်ကွက်တယ်ဒါဆိုရင်လိုက်တာလောက်ဘယ်လိုလုပ်မှာလဲအကောင့်ထဲဘောဘယ်လိုလုပ်မှာအရင်လိုကဘယ်လောက်ပူပေါင်းဆောင်ရွက်မှာလဲဒါကြောင့်မို့လဲကျွန်တော်တို့က EU အထူးကိုယ်စားလှယ်နဲ့တွေ့တဲ့အချိန်မှာကျွန်တော်တို့ပြောခဲ့တာအရင်လိုကကိုယ်စားလှယ်လာခဲ့ပါဒီဒီမှာရှိတဲ့ပြည်သူတွေအလုပ်သမားတွေနဲ့တွေ့ပါတကားပြောပါဗမာပြည်အလုပ်သမားတွေနဲ့ပတ်သက်ပြီးဆုံးဖြတ်ချက်တည်းရချမယ်ဆိုလို့ရှိရင် ဒီတဲမှာရှိတဲ့အလုသမားတွေအလုသမားတမကတွေအလုသမားအင်အားစုတွေသဘောထားသဏ္ဍာန်ကိုဒေးလာစမ်းစစ်ဖို့လို့အဲ့လိုမဟုတ်တော့ပဲဂျနီဗာမှာထိုင်နေပြီးတော့အဲ့ဂျနီဗာရုံးချုပ်ကနေပြီးဆုံးဖြတ်ချက်တွေချနေတာကအိုင်အယ်လိုကိုယ်တိုင်ကဒီမိုကရက်တစ်မဆန်ဘူးလို့ကျွန်တော်ပြောခဲ့သူတို့သဘောထားတာအဲ့ဒါပါဟုတ်ကဲ့အဲ့ဒီမှာမေးစရာနှစ်ခုဖြစ်လာတာပေါ့တော့ခုနဟိုဦးရဲနိုင်ဝင်ပြောသလိုဒီထဲကျုပ်ဆက်ရုံပဲဖြစ်ပါတော့ဟိုအများကြီးပေါ့နော်လုံသမားဆိုတော့ဒီဘီလီယံနဲ့ချီပြီးတော့စစ်ကောင်စီကဝင်ဝင်ရနေဆိုတာမဟုတ်ဘူးပေါ့ဒါအဲ့ဒါတခုမဟုတ်ဘူး တကယ်တမ်းကျတော့ဒီအထည်ချုပ်လုပ်ငန်းသဘောတဘာကိုမသိလို့ပါထည်ချုပ်လုပ်ငန်းသဘောတဘာကဟိုဟိုကဘာလဲဆိုတော့ဒီမှာကလက်ခစာစနစ်ပဲရှိကျွန်တော်တို့ကကြတော့နိုင်ငံတကာအော်ဒါတွေကိုယူပြီးချုပ်တာပိတ်တေတို့ခြီတို့အဲ့ဒီတောက်လုံးပက်ကင်ဘူးအစနိုင်ငံသားမှာကျွန်တော်တို့ကဘာရဆိုလက်ခပဲရအထည်ကို3ဒေါ်လာရမယ်4ဒေါ်လာရမယ်အဲ့ဒါကမှကျွန်တော်တို့ကဒီတင်ပို့ပြန်တင်ပို့ကတော့အဲ့ဒီလက်ခစာမှာကျွန်တော်တို့ကကျွန်တော်တို့လေးလာစမ်းသပ်မှုရဆိုရင်အဲ့ဒီရတဲ့အဲ့ဒီဝင်ငွေရဲ့65ရာခိုင်နှုန်းကအလုံသမားတွေဒုက္ခနဲ့ မဆက်ယုံထားတာတို့ဒီစီမံခန့်ခွဲဘက်မှာသွားတုံးပါတယ်။17ရာခိုင်နှုန်းနဲ့73ရာခိုင်နှုန်းလောက်ကလျှက်စစ်ကဏ္ဍမှာသွားတုံးပါတယ်။လျှက်စစ်ကဏ္ဍကလည်းလျှက်စစ်ကမမှန်ကန်ကန်မရတော့လောင်စာကြီးဝယ်ရတာလို့ကြာအဲ့မှာကဒိတ်ကြီးတယ်။အဲ့ရနေတစ်ခုကျတော့တယ်သူပို့ဆောင်ရေးဇယိတ်ကြီးပေါ့အသွားပြန်ဇယိတ်တွေမှာသုံးပါတယ်။သုံးရတော့တကယ်တမ်းကျတော့လုပ်ငန်းရှင်ကအမျက်ဆုံးကဘယ်လောက်ရှိလဲဆို1%နဲ့2%ချားမှာပဲပြေးနေ။အချို့နေရာတွေမှာဆိုအမျက်ဆုံးကမရှိတော့ဘူး။မျက်စုံမရှိတော့ဘာလို့ရလဲဆိုတော့တချို့နေရာတွေမှာသူတို့က ဟိုတော်တော်စီးစက်လောက်ရတာဗျာဒီမှာသူကပို့လိုက်တဲ့ပိတ်အုပ်တွေကိုတော်တော်ဗျာကြံဖန်ပြီးတော့သူတို့ကတက်တင်ပေါ့ညှက်တက်တဲ့ဆိုရင်ပိတ်တွေကပို့ထွက်လာအဲအဲ့ပို့ထွက်တဲ့ထွက်ကုန်တွေသူတို့တကဒါကအမျက်စွန်းထဲမှာတခုထွက်တက်လို့ရတာဖြစ်သွားတယ်အခါကျရင်သူတို့အမျက်စွန်းလုံးဝမရှိဘူးဒါကြောင့်မို့ကိုယ်တက်ထွန်းနိုင်အောင်လည်းသိပါလိမ့်မယ်ကျွန်တော်တို့ဒီဟိုဘက်ပွင့်လင်းတဲ့ကာလမှာဆိုအထက်ကျုပ်ဆက်ယုံတွေတချို့ဆိုလို့ရှိရင်ဖွက်ပြေးကြတာတို့အဲ့ဒါပစ္စည်းတွေရောင်းပြီးပြန်ပြေးကြတာတို့အလုပ်သမားလုပ်ကမရှိနိုင်တဲ့လိုကိစ္စတွေရှိတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ဒီကိုလာတဲ့စနစ်ကအစင်းစင်းခံပြီးလား ဥရောပအထည်တွေအထည်တွေချုပ်နေမှာဥရောပဒိုင်းရက်အတ္တမဟုတ်ဘူးဟိုဟောင်ကောင်အတ္တထိုင်ဝမ်အတ္တအဘယာတွေတစင်းစင်းလာတဲ့အခါကျတော့ဘယာခန္ဓာများရင်များတယ်လို့ဒီဘက်ကအနှုတ်သိမ်းရများတယ်ဒါကြောင့်မို့ခုနကပြောနေတာဒီဝင်ငွေကလက်ရှိအုပ်ချုပ်ရေးတဲ့အစိုးရကိုအကြီးကျယ်ဝင်ငွေဖြစ်စေတယ်ဆိုတာဟာအင်မတန်လွဲချော်နေပါလေတေချာလဲလေးလာစမ်းသစ်သိချင်းโอเคအဲ့တော့နောက်တစ်ခုကတော့ဒီမြန်မာနိုင်ငံလုံးဆိုင်ရာအလုံသမားတတ်မှတ်ကများအဖွဲ့ချုပ် CDUN ဥမ္မောင်တို့ပေါ့နော်ဥမ္မောင်တို့က ဟိုကျွန်တော်လေးလာသိရှိရတာလို့1997မှာဖွဲ့တယ်နော်87နောက်ပိုင်းနေဆက်မှာသူကဟိုအခြေချတယ်နောက်ပိုင်းဦးသိန်းစိန်ဆိုကလက်ထက်မှာထင်တယ်ပြန်ဝင်တယ်ပြန်ဝင်တဲ့အခါမှာအထဲမှာတရားဝင်ပုံစံမျိုးဖြစ်သွားတယ်လို့ကျွန်တော်သိရတယ်အခုပြန်ထွက်လာအဲ့တော့ဒီ City UN ကအခုဟိုဥယျာဉ်နိုင်ဝင်တို့ဒီတမကတွေရောဒီထဲမှာပါတာမဟုတ်ဘူးလားအားလုံးချုပ်ထားတာမဟုတ်ဘူးလားဦးမမောင်တို့အဖွဲ့ချုပ်ကအဲ့ဒါလည်းအရှင်းလင်းသိလို့ပါတယ်ဟုတ်ဘူးဗျကိုမောင်တို့အဖွဲ့ကမဝင်ခင်တော့ကသူကနေပြီးပြပမှာအပ်ပြယူပြီးပေါ့ဗျာ ဲသူတို့ဖွဲ့တယ်အပီယူပီကနေပြီးပြည်တွင်းကိုပြန်ဝင်လာတဲ့အခါကျတော့အပီယူအမ်ဆိုပြီးသူတို့လုပ်တယ်လုပ်တော့သူတို့တမကအနေနဲ့ရှိကြတဲ့အလို့သမားဖွဲ့စည်းဥပဒေပေါ့ဗျာလို့သမားဖွဲ့စည်းဥပဒေရဆိုသူတို့ကဖွဲ့လို့မရဘူးရှေ့ထွက်လို့မရဘူးဖြစ်ဟိုဓမ္မတာကျွန်တော်ကျွန်တော်ဒါတော့ဟိုအဲ့တုန်းကလည်းကျွန်တော်ပြောခဲ့ဘူးပါဒါတအလို့သမားဖွဲ့စည်းဥပဒေရဲ့ဒီဖွဲ့စည်းတဲ့ပုံစံလေးပေါ့နော်ဒီစာအုပ်ရဲ့ဖွဲ့စည်းမှုပုံစံဖွဲ့လို့မရဘာလဲဆိုအဲ့ဖွဲ့စည်းမှုကဘာလဲဆိုလို့ရှိရင်ဒီအလို့သမားတွေရဲ့အခြေခံအစ်စ်မှာဆိုစက်ရုံအလို့ရုံနဲ့လုပ်ငန်းခွင်တွေအခြေခံအစ်စ်ကိုဖွဲ့ရတ ခြေခံဆိုရပြီးပြီးမှမျိုးနယ်အဆင့်ကိုဖွဲ့ရရကိုင်နှုံးလိုက်မျိုးနယ်အဆင့်ပြီးရင်တိုင်းနယ်ပြည်နယ်အဆင့်ကိုဖွဲ့ရတိုင်းနယ်ပြည်နယ်အဆင့်ပြီးတော့ဟိုအဖွဲ့ချုပ်တွေဖွဲ့အဖွဲ့ချုပ်တွေဖွဲ့ပြီးတော့မှလုံသမားကြီးရဆိုတဲ့ခု CD ရောဟာမျိုးပေါ်တော့ဖွဲ့ရအဲ့လိုဖွဲ့တဲ့နေရာမှာဒီအဆင့်စင်းတွေကအဖွဲ့ကြီးရလွှဲရင် မျိုးစားတူပြတွေပဲဖွဲ့ရအဲ့တော့ကိုမောင်မောင်တို့ကပြပနေပြန်ဝင်လာတယ်ဗျာဟိုဒါ61နောက်ပိုင်းမှာဒါသူတို့ကဖွဲ့တယ်88လောက်ရှားကွန်းကနေပတ်သက်ပြီးတော့ပေါ်ပေါက်လာတယ်ပြပောက်ရောက်သွားတယ်ပေါ်ပေါက်လာတယ်ဖွဲ့တယ်တကယ်တမ်းကျတော့ပြည်တွင်းလုပ်ငန်းတွေနဲ့သူတို့က တုတ်ရှားခဲ့တဲ့ချိတ်ဆက်ခဲ့တဲ့အလုံသမားတွေမဟုတ်ဘူး။အဲ့တော့ဒီဘက်ခေတ်မှာတော့ဗါလေ2011လုံသမားဖွဲ့စည်းဥပဒေပေါ်လာတဲ့အခါကျတော့လုံသမားတမကတွေကရသလောက်လေးအပြိုင်ဆိုင်ပွက်ကြတာကြပေါ်လာတဲ့အခါကျတော့သူတို့အနေနဲ့ဝင်လုပ်လို့မရဘူး။ဒါကြောင့်မို့လဲသူကဒီကိုမမောင်တို့ကဘာလုပ်လဲဆိုတော့ရှိရင်2014လောက်မှနဲ့သူကဗမာပြည်ကိုပြတ်တမကအထူးကိုယ်စားလှယ်ကင်တာနာလာကင်တာနာကကျွန်တော်တို့လည်းဖိတ်တယ်ကိုမမောင်တို့ကမဖိတ်ဘူးလုံသမားသူနဲ့ပတ်သက်တဲ့အလုံသမားတမကတချို့ကိုဖိတ်တယ် ဖိတ်တဲ့ကကြတော့အဲ့ဒီလုံသမာသမကတွေအဲ့တော့လုံမကိစ္စအောင်မပြောဘူးဒီလက်ရှိရှိတာတဖွဲ့စည်းရဲ့စနစ်ကိုဒီကင်တာနာအနေနဲ့ဒီတောင်းလွဲပေးဖို့သမကတွေအဖွဲ့ချုပ်တွေပေါ်ပေါ်ကြီးအခက်ခဲတွေဖြစ်နေဆိုပြီးတော့ပြောတယ်ပြောရက်ခါကြတော့တကယ်တမ်းကြတော့ကင်တာနာလာတဲ့ကိစ္စနဲ့ကတော်တော်လွဲချော်နေတယ်ပေါ့အဲ့တော့သူကအဲ့ဒီကကြိုးစားတာမရဘူးအဲ့နောက်ကြတော့သူကဘာဖြစ်လာလဲဆိုတော့2015ရွေးကောက်ပွဲနီးလာတဲ့အချိန်မှာသူတို့ ਨੇ စံငယ်ဖွံ့ဖြိုးရေးအစိုးရနဲ့ကြားမှာကဟိုအပေးယူတခုရှိလာတယ်လို့ကျွန်တော်တို့ယူဆတယ် ။ဘာကြောင့်အဲ့လိုကျွန်တော်ပြောသလဲဆိုတော့အဲ့တော့ကျွန်တော်ကအလုသမားတွေရဲ့ရွေးချယ်တဲ့ကုံသမားကြီးကောင်စီရဲ့အလုသမားကိုယ်စားလှယ်ပြီးကျွန်တော်ကတာဝန်ထမ်းဆောင်နေတဲ့ဒုတိယတပ်တန်းကိုတာဝန်ထမ်းဆောင်နေတဲ့ကာလဖြစ်တော့တော်တော့ကနှစ်တိုင်းကျွန်တော်တို့ကဟိုအထက်ဘက်မှာပြီးအောက်ဘက်မှာပြီးတိုင်းနဲ့ပြည်နဲ့ကုနှစ်ခုကိုဟိုတစ်ခုပွက်ပွဲပြီးကျွန်တော်တို့ကပုံမှန်ဒီဟိုနှစ်ပတ်လေအစည်းအဝေးတွေလုပ်တယ်ပေါ့ဗျာအမှုကင်းဖြည့်ရှင်းရတာတွေတိုင်းနဲ့ပြည်နဲ့တွေ့တဲ့ပွဲမှာကြတော့နေ့တရစာမယ်ဝင်ကြီးကကျွန်တော်ဝင်ကြီးဝေးမြေကကျွန်တော်ကိုအဲ့မှာသူ့ဘက်မှာလာဓမင်းစာခိုင်းရင်းနဲ့ဒုဝင်ကြီးတွေပါတယ်ညွန်ကျုပ်တွေပါတယ်အတွင်းဝင်တွေပါတယ် အဲကျွန်တော်နဲ့သူနဲ့အနာကကျွန်တော်နားမှာလာထိုင်မှာပြောထိုင်ပြီးပြောစရာရှိလို့ကျွန်တော်ထိုင်တော့ဗာပြောလဲဆိုတော့ကျွန်တော်တို့ရပြားတယ်သူတို့ကိုလည်းကျွန်တော်တို့အခွင့်အကျိုးလက်မှတ်ထုတ်ပြီးလိုက်တော့မယ်တဲ့ဆိုတော့ကျွန်တော်ပြောတယ်ဝင်းကြီးတို့အဲ့ဒါဥပဒေနဲ့မညီဘူးလေဥပဒေရဝင်းကြီးတို့ပြဋ္ဌာန်းထားတာကအစင်းစင်သောဟာတွေကိုလူ့သမားတွေကဖွဲ့ရမှာလေလို့အဲ့သူကဗာဝင်းကြီးကဗာပြောအာပြားတယ်ခင်ဗျားတို့လူ့သမားတွေတို့အခွင့်အကျိုးတွေပေါ်ရင်မကောင်းဘူးလားကျွန်တော်တို့ကတစ်လျှောက်လုံးကျွန်တော်တို့ရက်တိချက်ကလူ့သမားတမကများသည်အလုသမားတို့ကိုအမှန်တကယ်ကိုစားပြုပါ လွတ်လပ်ပြီးတော့အမိခိုကင်းရမယ်။ဒါပြီးတော့အဲ့ဒီပွဲချုပ်တွေကဒီမိုကရေစီနှိကြပေါ်ပါသွားတယ်။နောက်တစ်ချက်ကအလုတမာတို့ရဲ့ရေလိုရေရှိအကျိုးစီးပွားတဲ့ယက်တီရမယ်။ဒါကျွန်တော်တို့အခိုင်အမာယက်တီ။ဆိုတော့အဲ့ဒါနဲ့လည်းမကိုင်းညီဘူး။အဲ့လိုမယက်တီနိုင်ရင်အလုတမာတမကအစ်မလည်းမဖြစ်နိုင်တော့။ဒါပေမဲ့ဘယ်လိုပဲပြောရောဗျာအဲ့ဒီစက်ငယ်ပွင့်ပြိုးရဲ့ရွေးကောက်ပွဲနှီးကန်နှီးမှာသူတို့အဖွဲ့ကိုပွဲချုပ်လက်မှတ်ထုတ်ပေးလိုက်တယ်။အနောက်တစ်ခွဲကိုလည်းအဲ့လိုပဲအလုံသမားကြီးတွေကစုပေါင်းစပ်ပေါင်းထုတ်လိုက်တယ်။တခုလုံးကဥပဒေနဲ့မညီဘူးလို့ကျွန်တော်တို့ထောက်ပြခဲ့ ဲ့လိုပဲသူတို့ဖွဲ့တဲ့အချိန်မှာသူတို့ဒီတကယ်တမ်းဥပဒေနဲ့အညီပေါ်ပေါက်လာတဲ့အဖွဲ့ချုပ်ကြီးမဟုတ်ဘူးဒီမိုကရေစီနီးကြပေါ်ပေါက်လာတဲ့အဖွဲ့ချုပ်ကြီးဟုတ်တဲ့အတွက်ကိုသူတို့လည်းအပြိုင်ရိုင်းလို့တမအဖွဲ့တွေကအများကြီးပေါ်ပေါက်နေတဲ့ခါကြအဲ့ဒါကြောင့်မို့သူတို့ကသူတို့အုပ်စုပြည်ကိုကျွန်တော်တို့ကကျွန်တော်တို့အင်အားနဲ့ကျွန်တော်တို့ရက်တည်ရက်တည်တဲ့ခါကျတော့အဲ့ဒီတော့ကဆိုရင်သူတို့နဲ့မတူတဲ့အဖွဲ့တွေကိုသူကသူတို့လက်ကောက်ကိုဝင်ဆိုပြီးလှုပ်တာမျိုးဆိုတော့ဘယ်သူမှမဝင်ကြဘူးဗျဝင်ရတဲ့အခါကျတော့အပြိုင်ဆိုင်လေးဖြစ်လာတယ်တချို့ကိစ္စတွေမှာနောက်ပဲကျွန်တော်တို့ကသူတို့နဲ့ကျွန်တော်တို့ကဘယ်လိုကိစ္စမှာနောက်ဆုံးပြန်ပြီးတော့ဟိုလွတ်လွတ်နေဆိုတော့ကိုဗစ်ဖြစ်တဲ့ချိန်မှာတော့ ဒါကတိုင်းပြည်တွက်လည်းအရေးကြီးတဲ့ကာလဆိုအလုံးတွဲလောက်ကြမယ်ဆိုပြီးအဲ့တော့ကပူပေါင်းဆောင်ရဲ့ကိစ္စတခုပဲရှိတယ်။အဲချုပ်ပြောရရင်တော့ကိုယ်စားထွေးတိုင်းကျွန်တော်တို့တိုင်းပြည်မှာကျွန်တော်တို့တိုင်းပြည်ကလုံသမားလှုပ်ရှားမှုတာမန်ရအဲ1965ကနေဒီနေ့စုဆိုနှစ်ပေါင်း130ဖြစ်သွားပါတယ်နော်။အဲ့တလျှောက်လုံးမှာလုံသမားတို့ကိုကိုယ်စားပြုတဲ့လုံသမားအဖွဲ့ချုပ်ပေါ့ဆိုတော့ဘယ်တော့မှမရှိခဲ့ဘူး။လုံသမားတို့ကိုကိုယ်စားပြုပါတဲ့နိုင်ငံလုံးဆိုင်ရာအဖွဲ့ချုပ်ဆိုတာမာဆာလာခင်းနဲ့တော်လိုင်းဟင်းကောင်စီဖြစ်မှာပဲရှိ။အဲ့ဒါကကြာနာရှိရဲ့အလိုကျတဲ့အဖွဲ့ချုပ်ပဲဖြစ်တယ်။ အဲ့တော့အခု CDUN ကအခုမြန်မာပြည်မှာရှိတဲ့အလုံသမားတူတွေကိုကိုစားပြုတယ်လို့ကျွန်တော်တို့ပြောလို့မရနိုင်ဘူးလားအဲ့လိုဆိုလိုတာလားဟုတ်တယ်မရဘူးသူတို့လည်းပိုစားမပြုဘူးကျွန်တော်တို့လည်းပိုစားမပြုနိုင်ကျွန်တော်တို့ဒီကျွန်တော်တို့နဲ့ပတ်သက်တဲ့အလုံသမားတမကတွေကိုကျွန်တော်တို့ကိုစားပြုပြောနိုင်တယ်သူတို့လည်းသူတို့စုစားနေတဲ့တမကတချို့နဲ့အလုံသမားတချို့သူတို့ကိုစားပြုပြောနိုင်တယ်တနိုင်ငံလုံးကိုစားပြုနိုင်နေတာကိုမပေါ်ပေါက်သေးဘူးကျွန်တော်တို့ကအဲ့ဒီဟာပေါ်ပေါက်ဖို့တည်းသွားတာတကယ်တမ်းကျွန်တော်တို့ရဲ့ရည်မှန်းချက်မှာကပါပြီးသားအလုံသမားတို့ကိုအမှန်တကယ်ကိုစားပြုတဲ့အလုံသမားအခွင့်အကြောင်းတွေဒီမိုအီတီနီကျပေါ်ပေါက်ပြီးတော့ ဟုတ်လားလူသမားကြီးရဲ့တာဝန်ကိုစနစ်တကျထမ်းဆောင်နိုင်တဲ့အချိန်မှာ CCTV ကဖျက်သိမ်းပေးရမှာကျွန်တော်တို့ကကျွန်တော်တို့အိုက်တယ်သွားနေဟုတ်ပြီအဲ့တော့အခုအဲလိုမှာဥမမောင်တို့ကတော့သွားတက်တယ်သူတို့ဟို traumatize ပေါ့နော်သုံးမွေဆိုင် comedy နေနဲ့အဲ့တော့ပြည်တွင်းကစစ်ကောင်စီအောက်ကပဲဖြစ်ဖြစ်အခုဥရဲနိုင်ဝင်းတို့တမကနေနေပဲဖြစ်ဖြစ်ဘာကြောင့်မတက်နိုင်တာလဲအဲလိုကဟိုခွင့်မပြုတာလားအဲ့ဒါလည်းသိလို့ပါတယ်အဓိကကပြည်တွင်းမှာဗျာဒီလိုလှုပ်ဆောင်နေတဲ့အလို့သမားအဖွဲ့တွေဘယ်နဲ့ဖွဲ့စီလဲဆိုတာကိုလည်းအန်ရလူကကောင်းကောင်းမသိတော့ဘူး ချိတ်ဆက်မှုလည်းမရှိချိတ်ဆက်မှုလည်းမရှိတခါပါလဲဆိုတော့ဒီ2022နောက်ပိုင်းမှာပေါ့ဗျာကိုမမောင်တို့ရဲ့ပြည်တွင်းအဖွဲ့တွေရှိတယ်ကသူတို့ထွက်သွားတဲ့အချိန်မှာကြံခဲ့တဲ့ဒလုသမားအဖွဲ့တွေရှိတယ်အဲ့အဖွဲ့တွေကလည်း2022တည်းကဒီ CDU ကိုပြန်ဖွဲ့ဖို့လုပ်တယ်ပြန်ဖွဲ့ဖို့လို့ပြန်စုကြတာပေါ့ဗျာပြန်ဖွဲ့ဖို့လုပ်တဲ့အခါကျတော့ကျွန်တော်တို့လည်းသူတို့အဲ့လိုလှမ်းဖိတ်ပါတယ်ပြန်ဖွဲ့ဖို့ကြတော့ပါဖို့ပါဖို့စွန့်ဖိတ်တယ်အဲသူတို့ CDU ဘက်တွေလုပ်ဖို့ဆိုတော့ကျွန်တော်ကမတက်ဘူးပြောတော့ပြောလိုက်တယ်ကျွန်တော်တို့ရက်တီချက်တိုင်းပဲ လုံသမားတမကသမားဒီလုံသမားတို့ကိုအမှန်တကယ်ကိုစားပြုရမယ်လွတ်လပ်ပြီးတော့အမိကိုကင်းရမယ်ကျွန်တော်အဲ့ဒါကြောင့်မို့သူတို့အဲ့ဒီတော့ပြောပဲဒမိုစီနီးကြပေါ်ပေါ်ပါနော်လုံသမားတို့ရဲ့ရေတို့ရေရှိအကျိုးအတွက်လုံးလုံးရမယ်ဒါကျွန်တော်အကြောင်းမဲ့ပြောတာပေါ့ဒါတွေကအင်မတန်ရေးကြီးတယ်အဲ့တော့သူတို့ကျွန်တော်အဲ့ဒီတော့ပြောခဲ့တယ်ခမားတို့တွေလုံသမားတမကတွေပြန်ပေါ်ပေါ်ဖို့အတွက်လုပ်တဲ့ဟာကိုကျွန်တော်တို့ကမဆန့်ကျင်ပါဘူးသို့တော်ခမားတို့ကအစိုးရတွေရဲ့အတုံးချခံတော့မဖြစ်စေကျွန်တော်တို့ပြောခဲ့တာအဲ့ဒါဒါပေမဲ့သူတို့နောက်ပိုင်းမှာဒီအဖွဲ့တွေကလည်းတစ်ဖက်ကသူတို့ဒီနဲ့သူတို့ပြန်ထွက်လာတော့ ဟုတ် CDUN ကဒီမှာဥတောင်းညွန့်ဥဆောင်တဲ့ CDUN ဆိုတာပြည်တွင်းမှာတစ်ပွက်ဖြစ်နေတယ်။ပုံမှန်တော့သူကအပြင်ရဲ့ CDUN ပေါ့။ဟောဒါတို့တဲမှာနှစ်ပွက်ဖြစ်နေတယ်။ဟော CDUN နှစ်ပွက်ကအဲတဲတစ်ပွက်အပြင်တစ်ပွက်အဲ့လိုလား။ဟုတ်ကဲ့နှစ်ပွက်ဖြစ်နေတာဟုတ်။ဟုတ်ပြီ။အဲ့တော့ကျွန်တော်ပြန်ချုပ်အောင်ပါ။အဲ့တော့အခုဦးရဲနဲ့ဝင်ပြောတယ်ဒီ article 33နဲ့ပတ်သက်ပြီးဒီကမထွက်ခင်ပေါ့။ဒါဟိုအတီမပြုတ်ခင်မှာဥရောပတမကတာဝန်ရှိသူနဲ့ဆွေးနွေးတယ်ပြောတယ်။ဆိုတော့အခုထွက်လာပြီ article 33ကိုဒါချမှတ်လိုက်ပြီဆိုတော့ဒီတိုင်းလှုပ်ဆောင်ဖို့ပေါ့နော်။ ဆိုတော့ EU ဥရောပတမကနဲ့ပြန်ဆွေးနွေးဖို့ရှိလားဒီအပေါ်မှာဘယ်လိုသဘောထားပေးဖို့ရှိလဲ EU ကတော့ကျွန်တော်တို့နဲ့ကဟိုပုံမှန်ပေါ့ဗျာရန်ကုန်မှာရှိတဲ့ EU တန်ရုံတွေတော့ကျွန်တော်တို့ပုံမှန်ဒီလိုလုံမကိစ္စတွေကိုသူတို့ဖိတ်တဲ့အချိန်မှာဟိုမကြခဏဆွေးနွေးမှုတွေရှိပါတယ်အဲ့ဒီတော့ကလည်းဥရောပတမကအထူးပို့စလဲကျွန်တော်တို့ပြောသွားတာကဟိုအာတီကယ်33အရေးယူမှုကတော့အမေရိကန်ရဲ့ကနေဒါရဲ့ဩစတြေးလျထောက်ခံပါတဘောရှိတယ်အဲထောက်ခံမဲ့သဘောရှိတယ်ဟိုတို့ပြောခဲ့တာတော့ဒီ China နဲ့ Russia ကတော့ကန့်ကွက်နိုင်တယ်เนาะ ဒါပေမဲ့လို့ဟိုဥရောပအတ္တမကလည်းဒါတွေကိုလိုက်နာအကောင့်ထဲဘူးပေါ်မှုမလုပ်ဘူးဆိုရင်တော့အဲသူတို့ကလည်းအာတိကတ္တိ3ရဲ့လုပ်ငန်းတွေကိုကျွန်တော်တို့သူတို့ဘက်ကတော့ဆုံးမှာတော့ဟိုထောက်ခံလာမဲ့အခြေအနေရှိတယ်အဲဒါပေမဲ့သူကဘာပြောခဲ့လဲဆိုတော့ EU ကိုအထူးကိုယ်စားလှယ်ရကျွန်တော်တို့ပြောတာတွေကိုသူတို့အလေးနဲ့ထားတယ်ဒါကြောင့်မို့သူတို့ဒီကိုလာခဲ့တယ်ဒါပေမဲ့ဒီတကအရေးယူမှုတွေကျွန်တော်တို့လုပ်မယ်ဆိုရင်နိုင်ငံတစ်ခုချင်းကအရေးယူရမှာဆိုတော့အရေးယူရမယ်ဆိုတော့ဥရောပလိုအထူးကုန်သွယ်ရေးပြကျွန်တော်တို့ဒီအထူးကုန်သွယ်ခွင့်ပေးထားတဲ့နိုင်ငံတွေအတွက်က ဟိုဒါအကောင့်နဲ့ပေါ်မယ်ဆိုရင်တော့တစ်ဖက်ကဒါလုပ်ငန်းတွေကိုထိမှာပေါ့။အဲ့တော့သူကကျွန်တော်တို့ဗာပြောခဲ့လဲဆိုတော့ဟိုကျွန်တော်တို့အရင်လို2000 2000ပြည့်နှစ်ကအရေးယူတဲ့ပုံစံမျိုးမဟုတ်တဲ့ဟာမျိုးနဲ့သူတို့တချို့စဉ်းစားမယ်။စဉ်းစားမယ်။နောက်ပြီးတော့သူတို့ဒီအထူးကိုယ်စားလှယ်တွေသူတို့ဒီဟိုအရင်လိုအထူးကိုယ်စားလှယ်ဒီကိုလာဖို့ကျွန်တော်တို့ပြောဆိုကျွန်တော်နဲ့လာတွေးဖို့လုံသမားနဲ့လာတွေးဖို့နော်ကျွန်တော်တို့ရဲ့သဘောဆန္ဒတွေကိုလေ့လာဖို့အဲ့ဒါတွေကိုလည်းသူတို့အနေနဲ့ဟိုဘက်ကသူတို့တိုက်တွန်းမယ်လို့ပြောသွားပါတယ် တို့ပြောတဲ့အထူးခွင့်ရေးဆိုတာဘာကိုပြောတာလဲမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အထူးကုံသွယ်ခွင့်ပေးထားတာပဲကျွန်တော်တို့နိုင်ငံကျွန်တော်တို့နိုင်ငံရဲ့ပို့တဲ့ဒီဟော CMB လို့ဒီလိုလုပ်ငန်းတွေအများပတ်သက်တာပေါ့ဗျာတို့အခွင့်မကောက်ဘူးဗျ EU ကတော့ရင်လည်းအခွင့်ရခိုင်နည်းနည်းလေးပဲကောက်တယ်အဲ့တော့ကျွန်တော်တို့ကဘာလဲဆိုတော့ EU ကိုကျွန်တော်ပို့ကုန်များပို့နိုင်တယ်ပေါ့ဗျာဈေးကွက်လည်းရှိတော့နိုင်ငံတကာကဒီယင်းနှမြုံနံပဲ brand ကြီးတွေပေါ့ဗျာအထက်ကျတော့ကဒီမှာလာပြီးယင်းနှမြုံနံတော့တော့တာပေါ့ဗျာဒီကလောက်ကလည်းဈေးတော်တယ်ဗျာအခွင့်လည်းတက်တာကွင်းရတယ်ဆိုတော့ဈေးကွက်အတာတီးရတာ ဲ့ဒါကိုသူတို့ဆက်လက်ပြီးတော့ထားရှိပေးမယ်လို့ပြောသွားတယ်အချိန်ထဲမှာပဲကျွန်တော်တို့ပြောခဲ့တာဘာတခုရှိလဲဆိုတော့အဲ့ဒီမှာကဒုက္ကုံတရားကြီးကိုဆက်လက်ပေးထားဖို့ကျွန်တော်တို့ပြောတယ်အချိန်ထဲမှာပဲအလုသမားတွေရဲ့လောက်ခအင်မတန်နည်းနေပြီနော်ဟိုအင်္ဂမန်နည်းအဲ့ဒါကြောင့်အလုသမားတွေလောက်ခကိုလေတင့်တင့်နဲ့လောက်ခတွေတိုးမြင့်ပေးဖို့အဲ့ဒါကိုကျွန်တော်ပြောခဲ့အဲ့ဒါကိုလည်းသူတို့ဒါလက်ခံစဉ်းစားပါမယ်လို့ဦးရနေဝင်တော့ဒါအလုသမားတမကများပူပေါင်းဆောင်ရွက်ကော်မတီပေါ့အတွင်းမှုနေဒါတွေကိုနားလဲတော့ဒီ33နဲ့ပတ်သက်ပြီးစိုးရိမ်နေတယ်ဒါကြီးတွက်ခုပြောတယ် အဲ့တော့အခုအလौဒမားတွေပေါ့နော်ထိတွေ့နေရတယ်ဥယျာဉ်နိုင်ဝင်တို့သူတို့ရဲ့သဘောထားစန္ဒာတွေသူတို့ရဲ့ပြောတဲ့အကြံပေါ့နည်းနည်းနားလည်တဲ့အလौဒမားတွေသူတို့ပြောတဲ့အတန်လေးတွေနည်းနည်းလောက်သိတဲ့လောက်နည်းနည်း share ပေးပါလားပရမတစ်ချက်ကတော့ဗာလဲဆိုတော့ဟို article 33နဲ့ပတ်သက်ပြီးတော့ဒီကိုမမောင်တို့ဘက်ကလှုံ့ဆော်မှုတွေကအလौဒမားတွေဘက်မှာကြရဲရိုက်တယ်ရိုက်တာကသူတို့ကိုထောက်ခံတဲ့ဘက်ကရိုက်တာမဟုတ်စက်ညင်တဲ့ဘက်ကရိုက်တာသူတို့တစ်လျှောက်လုံး ပြောနေတဲ့ကိစ္စတွေကအလုံးစုံပိတ်ဆို့ရေးဆိုတဲ့ရှေ့ရနေနောက်ဆက်တွဲလာတာလာပြီးတော့ဒီလုပ်ငန်းတွေရုပ်သိမ်းသွားဖို့သူကိုယ်တိုင်လည်းပြောခဲ့တာသောသောကဗျာဟိုထဲချုပ်တွေကိုပြစ်မှတ်ထားရမယ်သူခစ်တက်မှသူပြောသွားအားကြတော့ထဲချုပ်လို့သမားကြီးကဘာပြောလဲဆိုဟာတော့ငါတို့လုပ်တွေပိတ်သွားအခုတော့မှငတ်နေတာလုပ်တွေပိတ်သွားငါတို့ကဘာလုပ်ရမှာလဲဘယ်သွားမှာဟလာတချို့ကလည်းပြောတာဗောဗျာတချို့တွေဟာနှစ်လသုံးလအငတ်မခံနိုင်ဘူးလားဆိုတဲ့လူကလည်းရှိတယ်တမင်းငတ်တာဗျာတရက်နှစ်ရက်လည်းအငတ်မခံနိုင်ချင်းချင်းလေလုပ်သမားကတော့ရှင်းရှင်းပြောလို့ရှိဘာလို့ဆိုလို့ရှိရင် ဘလို့အချင်းနေဖြစ်နေဖြစ်နေတက်ရုံလဲုံနေပိတ်သိမ်းသွားတော့သူတို့မလို့လာဘူးအလုတ်ကင်နေရရှားပါနေတယ်နေရာဒေသလည်းလုတ်ကင်လို့မရတဲ့ကာလပြပောက်လည်းအများကြီးထွက်နေကြတယ်လူတိုင်းထွက်နိုင်တာမဟုတ်ဘူးဟာလာလူပေါင်းတသောင်းလောက်မှာလူတရာနှစ်ရာလောက်ထွက်နိုင်တယ်နော်အကြံတဲ့လူတွေကအများကြီးတဲမှာရက်တည်နေရအဲ့ဒါကြောင့်ဘလို့နီးနေဖြစ်ဖြစ်အလုတ်ကင်နေရက်သွားမဲ့လုပ်ငန်းမျိုးကိုလက်မခံဘူးဟိုသဘောမတူဘူးကျွန်တော်တို့တခြားလုံးကျွန်တော်တို့ပွင့်ပွင့်လင်းလင်းပြောတယ်အမတရုတ်ပြည်မှာတော်လန်ရေးလုပ်တော့လဲကိုလို့လို့ရက်လောက်ရတာပဲ ဘယ်နေရာမှာဖြစ်လဲထမင်းစားဖို့လူကရက်တည်ရတာပဲထမင်းစားတဲ့လမ်းပေါင်းတွေကိုပိတ်တာဘာအတွက်အကျိုးရှိလဲဘာအတွက်မှအကျိုးမရှိအဲ့လိုပြောလို့ဘယ်လိုပဲဖြစ်ဖြစ်ဒီခြေနေကိုကျင့်နေနေသလားဆိုတော့လည်းမဟုတ်ဘူးဟဲ့လားဓာတ်ကြီးတိုင်းပြည်ကြီးကိုလည်းအလုံသမားတွေကမကျင့်တတ်ဘူးဘာလဲဆိုတော့လွတ်လပ်မှုတွေအခြေခံခွင့်ရေးတွေအများကြီးတော့ဒါဆုံးရှုံးနေတာပေါ့နော်ဟိုညာရေးညာတာတွားရေးလာရေးအစတွားရေးလာရင်ကပိုင်းနိုင်ငံတဲ့ကိစ္စတွေအစလူမြင်ရမှာလူရက်ခံတဲ့ကိစ္စကြအများကြီးဖြစ်နေတဲ့ဒီအခြေအနေကြီးကိုလည်းကျင့်နေနေတာ ဒါကလုံသမားတွေပါဝင်ကျွန်တော်တို့ပြည်သူတရားလုံးရဲ့သဘောထားဒါပဲပိုဆိုးလာတဲ့လုံသမားလူတို့ကိုထိကြိုက်တဲ့လုပ်ငန်းမျိုးတွေဖြစ်လာမှာတော့ကျွန်တော်တို့ဘယ်သူမှသဘောမတူလုံသမားတွေလည်းသဘောမတူအခုကျွန်တော်ပြောနေတာပတ်ပတ်လည်းမှာလုံသမားဟိုလောက်ရှိတယ်အယောက်20လောက်ရှိတယ်ထိုင်နာတော့ပြီးနေမှာကျွန်တော်စက်ယုံနေတာဒီနေ့ကပိတ်ရတယ်ဖြစ်တော့ဟုတ်ကဲ့အဲ့တော့ဦးရဲနဲ့ဝင်ရအလုံသမားတပ်မကများပူကောဆော်ရဲ့ company CCTV ရဲ့အတွင်းမှုထွတ်ထွတ်တွင်းမှုနေနဲ့အခု ILO ပြောခွင့်ရမှာဆိုရင်ဒီကိစ္စနဲ့ပတ်သက်ပြီးဘာတွေအဓိကထားပြောခြင်းလဲနောက်ဆုံးအနေနဲ့ပြောပြပါဗျာ ပရမတစ်ချက်ကတော့ဒီ ILO convention တွေကိုလိုင်းနာအကောင့်တွေပေါ်မှုတွေမရှိဘူးပြက်ကွက်မှုတွေရှိနေတယ်ဆိုတာကိုကျွန်တော်တို့ကမငြင်းဘူးပန်းတယ်သို့တော်ဒါလည်းဟလာနှစ်ပေါင်းများစွာဖြစ်နေတာအဲ့တော့ ILO convention တွေကိုသက်ဆိုင်ရာတွေနဲ့လိုင်းလာအလို့ရှင်ပေါ်အစိုးရအပါဝင်လိုင်းနာအကောင့်တွေပေါ်ဖို့ဆိုရင် ILO ကကျွန်တော်တို့နဲ့ပူးပေါင်းမှုဆောင်ရွက်ဖို့လိုတယ်ဒီနည်းကကလုပ်ဖို့လိုတယ်သူတို့ပြည်တွင်းမှာယုံရှိပါတယ်အဲ့ဒီယုံကတက်တက်ကြွကြွနဲ့အလုပ်တွေပြန်လုပ်ဖို့လိုတယ် နောက်တစ်ခါကတော့ဗာလဲဆိုတော့ဒီလိုဗမာပြည်နဲ့ပတ်သက်တဲ့အလို့သမားကြီးရံနဲ့ပတ်သက်ပြီးတော့ဟုတ်လား ILO ပါဝင်မှာနိုင်ငံတကာအစိုးရချက်တွေချတော့မယ်ဆိုလို့ရှိကျွန်တော်တို့ပြောချင်တာပြည်တွင်းမှာရှိတဲ့အလို့သမားတို့ရဲ့သဘောဆန္ဒတွေကိုလေ့လာဆန်းစစ်ပါအဲ့လိုနဲ့ချပါเนาะကျွန်တော်တို့ရဲ့အကျိုးကိုပို့ပြီးတော့ကောင်းဖို့လုပ်တယ်ဆိုရင်ကျွန်တော်တို့နဲ့တို့စကားပြောအောင်အဲ့ဒါမှတို့အမှန်ကိုသိမှာပေါ့เนาะကျွန်တော်တို့ဘာဖြစ်ချင်လဲဆိုတော့တို့သိမှာပေါ့ ဲ့လိုမဟုတ်တော့ဘဲနဲ့အဝေးကြီးကနေပြီးတော့ဂျနီဘာနေဆိုမဲ့ချက်တွေလှန်လန်းချပြီးတော့နေတာကတော့အဲအဲ့လိုလဲဒီမိုကရက်တစ်ပို့ပြီးတော့ကြဖို့လိုတယ်လို့ကျွန်တော်တို့ပြောချင်တယ်အဓိကအချက်ကတော့အဲ့ဒါပဲအဲအဲ့လိုကကျွန်တော်တို့အလုပ်သမားတွေနီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်ပါရုံးကြုံမှာပဲထိုင်မနေပါနဲ့ကျွန်တော်အဲ့ဒါပြောချင်တယ်တာဝန်ရှိရတယ်ဟုတ်ကဲ့ဦးရဲနိုင်ဝင်ကျေးဇူးများတင်ပါတယ်အခုအဲအဲ့လိုရဲ့ article 33နဲ့ပတ်သက်ပြီးတော့မြန်မာပြည်တွင်းမှာရှိတဲ့အလုံသမားရေးဆောင်ရွက်နေသူတွေအလုံသမားတွေရဲ့သဘောဆန္ဒကိုအခုလိုမျိုးရှင်းရှင်းလင်းလင်းပြမွန်လင်းလင်း ဆွေးနွေးပေးတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်ဗျာကျေးဇူးပါဗျာဟုတ်